မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ပြင်စမာတန်းမြန်မာသားဖတ်စာသင်ခန်းစာ28မှာပါဝင်တဲ့ထမင်းနေပွဲအကြောင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ထမင်းနေပွဲမြန်မာနိုင်ငံတွင်12လရာသီအလိုက် ွဲတော်များကျင်းပလေ ရှိပါသည်တဘောရဲလာတွင်ကျင်းပသောထမင်းဲပွဲတော်နှင့်ထမင်းဲထိုးပွဲတော်ထမင်းဲထိုးပုံအကြောင်းကို လေ့လာကြပါမည်တဘောရဲလာသည်စောင်းရသည်ဤနောက်ဆုံးလာဖြစ်၍ညတာရှည်လျက်အေးအေးပိုကဲတတ်သည်ထန်းဘူးထန်းခိုင်များဖူးပွင့်တွဲကြသောကာလဖြစ်၍ထန်းဖို့တွဲမှတဘောတွဲဟု ခေါ်ဆိုလာကြခြင်းဖြစ်သည်ဤဤရာသီတွင် ပေါက်ပန်းလဲပန်းတို့သည်ရဲရဲနေအောင်ပွင့်ညာသည်မြောက်လေတိုက်ခတ်ခြင်းရော်ရွက်ကြွေခြင်းနှင်းရီတို့ဆိုးရွှဲခြင်းဇရက်စသောကျင်းငှက်တို့မြူးထူးခြင်းဖြစ်သည်ကောက်ကြီးစပါးတို့ရိတ်သိမ်းနယ်လှည့်ပြီးစကောက်ဥပေါ်စကာလဖြစ်သည် ထမင်းဲပွဲသည်ကောက်ဥပေါ်စတွင်ဆင်းနွှဲကြသော ကောက်တင်စားပွဲတော်တမျိုးပင် ဖြစ်သည်ဤတဘိုးရဲလာဤရာဒီပွဲတော်မှာထမင်းပွဲဖြစ်၍မြန်မာနိုင်ငံအနှံ့ပြားတွင်ထမင်းထိုးပွဲများမြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပကြသည်စီနေဤနေသောထမင်းသည်တဘာဝအယအပူစာဖြစ်သည် အပူတက်ကို အားပေးသောကောင်းနှင်းခြင်းစီအုံးသည်ဇံမြေပဲနှမ်းစစသည်တို့ကို ရောစား၍တမအောင် နှဲထားသော အစာအဟာရတစ်မျိုးဖြစ်သည် ချမ်းအေးသောလာရသည်နှင့် လိုက်ဖက်သောတဘောရဲလာဤစေဘဝင် အစာအဟာရဟုမြမာတို့အစဉ်အလာယူဆကြသော ရိုးရာမြမာအစာအစာမုံဖြစ်သည်ထမင်းလည်းသည် အချို့အစာညီပါမှအရသာရှိသလိုထောသူနှတ်သူနှဲသူကျွမ်းကျင်ပါမှ စားကောင်းသည့်အဟာရဖြစ်ဖြစ်လာသည်မိမိတို့ထွေးနှံစာနှင့်လောက်အားတို့ကိုစူးစီးအသုံးချခြင်းဖြင့်အစင်းအနံ့အရသာနှင့်ပြည့်စုံသောထမင်းဲကိုရရှိနိုင်ပါသည်ထမင်းဲထိုးခြင်းသည်စူပေါင်းဆောင်ရွက်မှအောင်မြင်သောလုပ်ငန်းဖြစ်သည်တူးချင်းဖြစ်စေမိသားစုလိုက်ဖြစ်စေရရွာကြောင်းအလုပ်ဌာနအလိုက်ဖြစ်စေ ဩစီဘုံမှာအကအခုံများဖြင့်စူပောင်းကျင်းပလေရှိကြသည် ထမင်းဲထိုးခြင်းသည် တူကောင်းတယောက်ကောင်းနှင့်လုံ၍မရအများနှင့်စူပောင်းဆောင်ရရသော လုပ်ငန်းဖြစ်သည်ကောင်းခြင်းတန့်စင်ပြတီးခြင်းရေစိမ်ခြင်းမှစ၍ထမင်းဲဖြစ်သည်အထိ တူးခြင်းစီတာဝန်ကျေရတဲ့ကဲ့သို့ တဦးနဲ့တဦးအဘဲအယူမျှမျှဖြင့်စူပေါင်းဆောင်ရွက်မှသာအောင်မြင်သော လုပ်ငန်းဖြစ်သည်မြမတော်ဤစူစည်းညီညွတ်မှုနှင့်လက်ရည်တပြင်းတည်းစိတ်ဓာတ်ကိုပေါ်ပြနိုင်သော ပွဲတော်ဖြစ်သည် ထမင်းနဲ့တရေထိုးလျင်အကောင်မောင်းတဲ့လူအနည်းဆုံး၃ဦးပါရသည်ဥစွာမိုးပြဲတဲ့တွင်စီထက်ပြီးခြင်းကိုစီတက်ရသည် ဒင်းနဲ့တင်းလာသောအခါရေစိမ်ထားသော ကောင်းနှင်းနှင့် ရေထက်ပြီးရောင်းမကြီးနှစ်လက်ဖြင့်မှွေရာထိုးရသည်ဖော်ပေါ်တွင်ထမင်းဲများပျော်ပြောင်း၍အနေတော်ဖြစ်လာလျင်မိုးပြဲတဲကိုမိဘပေါ်မှချ၍ မြေပဲအုံသည်နှမ်းစာစသည်တို့ကိုတခုချင်းထည့်ပြီးအလုံးတမသွားအောင်အင်ဆိုင်အားဆိုင်ထိုးရာမှွေရာနှဲရသည် ရောင်းမကိုင်းနှစ်ယောက်ကထိုးနေစဉ်ပဲ့ကိုင်းဟုခေါ်သူတို့ဦးကရောင်းမအရင်မှဇုံကိုင်း၍ကျိတ်ပေနေပေခြေပေရသည် မိုးပြဲတရေတွင် ထိုးသောဥတာမက အခြား၄50ဦးခန့်ကလည်းဝိုင်းဝန်းကူညီရသည်စူပေါင်းထိုးပေးရသည် တဦးညောင်းလင်တခြားတဦးတစ်ဖွဲ့ပင်မန်းလင်အခြားတစ်ဖွဲ့ကဝိုင်းဝန်းထိုးပေးနှက်ပေးရသည် ထမင်းနဲ့ကျက်နဲ့သွားသည့်အခါဇေဒီပထိုးဖျားတို့တွင်ဥစွာကတ်လူလေးရှိသည်ယဟန်တာမဏီများကိုလည်းဆက်ကတ်ကြသည်မိဘဘိုးဘွားယမ္မီယဖမိတ်ဆွေတင်ကဟဆွေမျိုးသားချင်းနှင့် အိမ်နီးချင်းတို့ကိုကျွေးမွေးဝေငှလူဒန်းလေးရှိကြပါသည် ဝိုင်းဖွဲ့ကမြင်ရင်ရှက်ရင်တပြောတပါစားကြပါသည် အယတာမှာစိတ်နေပါသည် စင်စစ်ထမင်းပွဲသည် အလူရေဆက်လက်နဲ့မကွာပြုတ်တကြသောမြမာတို့ဤချစ်စရာဓလိပွဲတော် တစ်ခုဖြစ်သည်စောင်းနှောင်းရာသည်မွေဝူးအကျိုးဤချမ်းမြေ့သားရလှသောတဘောရဲလာတွင်စင်နှဲကြသောဓမ္မနေပွဲသည်မြမာတို့အစင်ထာဝရစင်နှဲနေကြမည်ရာဒီပွဲတော် တရက်ပင် ဖြစ်ပါတော့သည် ဒါလေးကတော့ပင်စမာတန်းမြန်မာသာဖတ်စာသင်ခန်းစာ28မှာပါဝင်တဲ့ထမင်းနှဲပွဲအကြောင်းပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။